နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်ခွေးအချင်းချင်းလက်နက်ကြီးနဲ့မှာရွင်ပစ်ခတ်ခြင်းကြောင့်စမ်းပုတ်ရွာကိုမိရှိုရန်ရောက်လာတဲ့စစ်သားများကိုထိမှန်ပြီးတော့၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့ည9နာရီလောက်မှာမင်းလာမြို့နယ်ရွေးကုန်းရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအရက်မူးပြီးတော့လက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာစမ်းပုတ်ရွာကိုမိရှိုဖို့ရောက်လာတဲ့ အကြမ်းဖက်စစ်ခွေးများထံကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးကြောက်ရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ခွေး9កောင်တိတ်ဆုံးပြီးတော့စစ်သားမသားအလောင်းများကိုစမ်းဖို့ရွာကိုပြန်လည်တယ်ဆောင်သွားတယ်လို့သိရပါဗျ။ဇွန်လ24ရက်နေ့ည9နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအရွက်မူးပြီးတော့လက်နက်ကြီးတွေနဲ့ရမ်းပစ်တာစမ်းဖို့ရွာကိုမိရှုပ်ဖို့ဆိုပြီးရောက်လာတဲ့စစ်ခွေးအုပ်စုတွေကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးစစ်ခွေး9កောင်ထဲမှနဲ့တိတ်ဆုံးသွားပါတယ်။စစ်ခွေးမသားအလောင်းတွေကိုစမ်းဖို့ရွာကိုပြန်ပြီးတည်သွားကြတယ်လို့ဒေတာရင်းစီရေးသတင်းအေးမေကပြောပြထားပါဗျ။ အချမ်းဘတ်စစ်ခွေးများဟာဇွန်လ20ရက်နေ့မှာတောင်ပြက်ရွာဇွန်လ22ရက်နေ့မှာရွေးကုန်းရွာနဲ့ဥရုကျွဲလန်းစုရွာ ဇွန်လ23ရက်နေ့မှာစားချောင်းရွာ၊စင်အိုင်ချောင်းပေါက်ရွာ၊ဂန်ကိုပင်ရွာ၊ဘိုးတထောင်ရွာ၊ငလဆန်းရွာနဲ့ဖားလီကွင်းရွာဇွန်လ24ရက်နေ့မှာစမ်းပုတ်ရွာဇွန်လ25ရက်နေ့မှာကျွဲမကိုင်းရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းလက်မတန်းမြို့နယ်မှာလည်းပြူစောတီတအူဂိတ်ဆောင်နေတဲ့အချိန်ထွက်ပြေးလာပြီးတော့တော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခဲ့ကြောင်းဒေတာရင်းစီရေးသတင်းအင်းမြစ်ကပြောပြထားပါတယ်။ဇွန်လ20ရက်နေ့မှာလက်မတန်းမြို့နယ်ရန်ကုန်ပြည်ကားလမ်းပေါ်မှာရှိတဲ့ ကိုးချံရွာစစ်စေးရိတ်ဂိတ်ကပြူစောထီတအူးဟာဂိတ်ဆောင်နေတဲ့အချိန်လက်နက်ယူဆောင်လာခြင်းမရှိဘဲနဲ့တော်လိုင်းတပ်ဖွဲ့များထံထွက်ပြေးလာကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ